ရတဲ့အောင်တော်မဲမင်္ဂလာပါရှင်မန္တလေးခေတ္တမပြန်လဲကျဆွန်လိုက်ပါရှင်ကျမတို့ channel ကနေနေစဉ်ပြည်တွင်ပြပန်တဲ့များကျောင်းရည်တဲ့များနဲ့နောက်ဆုံးရည်တဲ့များကိုအချိန်နဲ့တပြင်းချင်းစတဲ့တင်ဆက်ပေးတော့မှာဖြစ်ပါရှင်ယခုပရမောစွာစာတစ်တင်ဆက်ပေးမဲ့တဲ့ကြောင့်လည်းကတော့စစ်တပ်အတွင်ပုံကံမှုမဖြစ်စေမင်းအောင်ရဲ့တွေးခွဲအုတ်ချုပ်ယာထူးပေးတည်စနစ်ကြောင့်ဘုချုပ်များအကြမ်းမှာအုတ်စုကွဲပြားများစွာဖြစ်ပေါ်နေပြီးညီညွတ်မှုမရှိဘဲနဲ့အားပြိုင်နေတဲ့ဆိုတဲ့တဲ့နေပဲဖြစ်ပါရယ် အကြံပေးစကားဆောင်မင်းအွန်လိုင်းကစစ်တပ်အတွင်းပုံကံမှုများမဖြစ်စေရအတွက်စီနီယာဂျူနီယာအစဉ်အတိုင်းမဟုတ်ဘဲနဲ့၎င်းယုံကြည်စိတ်ချရသူများကိုယာထုနဲ့အတော်ဝန်များသွင်းမြစ်ပေးအနေချင်းကြောင်းထက်တန်းစစ်ပူချုပ်များအကြမှာမတူညီတဲ့အုပ်စုပွဲများစွာဖြစ်ပေါ်နေကအားပြိုင်နေကြကြောင်းနေပြည်တော်တပ်တရဟင်းမြစ်ကပြောဆိုနေခဲ့ကြလည်းဖြစ်ပါရယ် မေယောင်းနိုင်ငံတစ်တုံညနှစ်ခွန်ဆစ်စင်ရေးဖြစ်ပေါ်တဲ့ချိန်မှာ2023ခုနှစ်နှစ်ကုန်ပိုင်းမှာစတင်ပြီးရာထူးနဲ့တောင်းပန်ပေးအပ်မှုများကိုစီနီယာဂျူနီယာအစဉ်တိုင်းမဟုတ်တော့ဘဲ၎င်းရဲ့စိတ်ဓာတ်ကြအပြောင်းရွှေ့များလှုံ့ဆော်လာကြအောင်အထူးသဖြင့်ဒုစစ်ကောင်ဆောင်စိုးဝင်းရဲ့စစ်ပယ်ရာထူးနဲ့အရက်ဘက်တောင်းပန်များကို၎င်းကိုတစ်ဆာခံတဲ့အငယ်တန်းဘူချုံများကိုရာထူးတုံမြင့်၍လွှဲပြောင်းပေးမှုများလှုံ့ဆော်လာခြင်းဖြစ်ကြောင်းသိရှိရပါသည် ဒုစကောင်ဆောင်စိုးဝင်းရဲ့စစ်ပက်ဆန်ရလောက်ပိုင်ခွင့်နဲ့ရာဒူတောင်ဝတချို့ကို DSA စစ်တက်တို့အပတ်စဉ်35ကြောင်းစဉ်ဒုတိယအဖွဲ့ချုပ်ကြီးကျော်စွန်လင်းကိုလွှဲပြောင်းပေးနေကြောင်းစစ်တက်ရဲ့နံပါတ်3ခေါင်းဆောင်ဖြစ်လာတဲ့ဒုတိယအဖွဲ့ချုပ်ကြီးကျော်စွန်လင်းကိုစစ်ပက်ဆန်ရစီမံခန့်ခွဲမှုများနဲ့စစ်စင်ရေးများအတွေ့အမြင်အောင်လိုက်က တုထန်တို့ဓာတ်ရိုက်အစီရင်ခံခံပြီးဒုစစ်ကောင်ဆောင်စိုးဝင်းရဲ့အခက်ကဏ္ဍကိုဖယ်ရှားထားကြောင်းသိရှိရပါတယ် အခုနောက်ပိုင်းတက်ချုံကညစ်ကိုကြီးရည်လေးညစ်နိုင်ကိုကရင်မူဒုတိယဘိုးချုပ်ကြီးကျော်စွာလင်းကိုစစ်စင်ရင်းနဲ့စစ်ပစံရစီမံခန့်ခွဲမှုကိစ္စတွေတိုက်ရိုက်ခိုင်းနေတယ်။သူစီကိုပဲတိုက်ရိုက်အစီရင်ခံခိုင်းတယ်။ဒုတက်ချုံကိုဘာမှမပေးမတိတော့ဘူး။တက်ချုံနဲ့ညစ်ကိုရဲ့တိုက်ရိုက်လုပ်ပါတယ်။ညစ်ကိုကတော့ဒုတက်ချုံထဲအပတ်စဉ်အများကြီးငဲ့ပေးမယ်လေ။တက်ချုံနဲ့တိုက်ရိုက်အလုံးလုံးရတော့ဒုတက်ချုံကိုညစ်ကိုကလေးလည်းမလေးစားတော့ဘူး။ရှိတယ်လို့တောင်းတဘောမချတော့ဘူး။ဟိုနေပြီးတော့စစ်ဖက်သတင်းမြစ်ကပြောဆို ထားဖြစ်ပါတယ်။2020နှစ်ခုနှစ်အော်ဂူလာအတွင်းမှာမေအွန်လိုင်းကစိုးဝင်းရဲ့ရုပ်ခန်းနေရာများကို၎င်းနဲ့ကတ်လက်မထားတော့ဘဲတရားပြောင်းရွှေ့ခိုင်းခဲ့ကြောင်းရေနောင်းစစ်ထောက်ချုပ်နဲ့တမရစစ်ဦးစီးချုပ်အရာရှိကြီးတောင်ထမ်းဆောင်ပေးနေတဲ့ဒုတိယပူချုပ်ကြီးကျော်စွန်းလင်းကို2020ခုနှစ်ဒီဇင်ဘာလတွင်တမရရဲ့နံပါတ်3အဆင့်ရှိတဲ့ကြီးရင်နေညနိုင်ကုကဲရင်မူရာတူတူတွေ့မြင်ပေးခဲ့ကြောင်း ထိုချိန်မှာစတင်ပြီးမင်းလိုက်ကကျော်စွာလင်းကို၎င်းရဲ့အနီးတွတာခေါ်ယူထားတော့ကြောင့်တရှိရပါတယ်စစ်တက္ကသိုလ်အပစင်35ကျောင်းစင်ဒုတိယအဖိုးချုပ်ကြီးကျော်စွာလင်းကိုတမရောကြီးရေလင်းညနိုင်ကိုကယ်ရမူရာထုပင်ရအတွဲဘိုးချုပ်ကြီးမောင်မောင်အေးစစ်တက္ကသိုလ်အပစင်35ကျောင်းစင်ကိုဖယ်ရှားပြီးကာကွယ်ရေးဝန်ကြီးအဖြစ်ပြောင်းရွှေ့ခဲ့ကြောင်းဘိုးချုပ်ကြီးမောင်မောင်အေးဟာဒုတိယ မဘူချုပ်ကြီးမြချွန်ဦးနဲ့အပတ်စဉ်တူဖြစ်ပြီးအမြဲခေခေမင်းမင်းသွားလာမှုများရှိနေကြောင်းသိရှိရပါတယ်။အုပ်စုခွဲပြားရမယ်ဆိုရင်တော့ကောင်စီတွဲဖက်အတွင်မှာဘူချုပ်ကြီးရဲဝင်းဦးနဲ့ ဘိုးချုပ်ကြီးမမောင်အေးကခမီးခမဲဘိုးချုပ်ကြီးမမောင်အေးနဲ့ဘိုးချုပ်ကြီးမြတ်ထွန်ဦးတို့ကလည်းတပတ်စင်ထက်ဖြစ်တော့ခင်မင်းနဲ့စစ်ဖက်အရက်ဖက်နှစ်ခုလုံးအေးပါတဲ့တူဖြစ်တော့စစ်ဖက်မှာအခရာကြနေတဲ့ဘိုးချုပ်ကြီးမမောင်အေးကိုတမတော်ကြီးနဲ့ညနာရင်မှညစ်ကုတ်ကဖယ်နေပြီးအရက်ဖက်ကိုပို့တာပဲကာကွယ်ရေးဝန်ကြီးဆိုတာကလက်ကန်တတ်မရှိဘူးအရက်ဖက်ဝန်ကြီးတဘောမျိုးဆန်တယ်တက်ချုပ်ကသူ့ရဲ့စိတ်ချက်ကစားနေတာ device and rule လုပ်နေတာပေါ့အောက်ခြေမှာအားလုံးညှို့နေရင်သူ့ကိုအခြေမရွေးအာနာသ ိန်ဖယ်ရှားတာမျိုးဖြစ်မှာသူစိုးရင်ပုံရပါတယ်။ဝချုံမူကြီးစောမောင်ရာထူဖယ်ရှားခံရတော့ကလည်းအချိန်နေကြည့်မယ်ဆိုရင်အဲ့ဒီအချိန်ကဒုတက်ချုံဦးတန်းရွှေနဲ့အတူရင်မှုဦးခင်ညို့တို့ပေါင်းလုပ်ခဲ့ကြတာပဲ။ဒါမျိုးဖြစ်မှာသူစိုးရင်ပုံရတယ်ဟုနေပြီးတော့တတ်တရရဲ့မြက်ကဆိုထားဖြစ်ပါတယ်။ စစ်တပ်အတွင်မှာစစ်တပ်ထောက်ခံသူများအကြားဒုစစ်ကောင်စာစိုးဝင်အပေါ်လေးစားမှုနဲ့စိတ်နှစ်သက်မှုများရှိနေတဲ့အပေါ်မင်းအောင်နိုင်ကအမြန်ဆိုးရင်တကြီးရှိနေကဒုစစ်ကောင်စာစိုးဝင်နဲ့အပတ်စဉ်တူတငယ်ချင်းဒုတိယဘူချုပ်ကြီးရာပစ်ကိုလည်းမင်းအောင်နိုင်က ပြည်ထရေးဝန်ကြီးရာထုကနေဖယ်ရှားနေရရွှေ့ခဲ့လည်းဖြစ်ပါရယ်2023ခုနှစ်အောက်တိုဘာ3ရက်နေ့ပြည်ထရေးဝန်ကြီးအဖြစ်ခန့်အပ်ခံခဲ့ရတဲ့ဒုတိယဗိုလ်ချုပ်ကြီးရာပြဟာ2025ခုနှစ်ဇန်နဝါရီလ31ရက်နေ့တွင်နယ်စပ်ရေးရာဝန်ကြီးအဖြစ်ပြောင်းရွှေ့ခန့်ခဲ့ရလည်းဖြစ်ပါရယ် ဒုတက်ချုပ်နဲ့ပြည်ထရေးဝန်ကြီးဒုတိယအဖွဲ့ချုပ်ကြီးရာပြစ်ကလည်းနောက်ပိုင်းမှာအရန်တွဲလာပါတယ်။ဒါနဲ့တက်ချုပ်ကတိတ်ကြိုက်ပုံမရတော့အပြောင်းလဲလုတ်ပြန်ပါတယ်။အပြောင်းလဲလုတ်တာကိုအခြေခံကြည့်မယ်ဆိုရင်အပြစ်ရှိလို့လား၊တာဝန်မကျေလို့လား၊အဲ့ဒီလိုလည်းမဟုတ်ပါဘူး။သူတဘောမတွေ့ရင်အွှေ့ပြောင်းလုတ်တာပဲ။ညင်ညွတ်နေမှာကိုတက်ချုပ်ကမလို့ချင်တော့တာပဲဟုလကောင်းပြောဆိုထားဖြစ်ပါတယ်။ တခြားစစ်ပတ်တဲ့အမြင်တစ်ခုကလည်းမင်းအောင်နိုင်ရဲ့တွေးခွဲအုပ်ချုပ်မှုမှာအရေးချင်းပုံမှုတည်၍ရာထူးတိုးပေးခြင်းမဟုတ်တော့ဘဲ၎င်းအပေါ်မှာတစ္ဆာခံမင်းတစ္ဆာရှင်မင်းအငယ်တန်းဘူချိုများကိုလက်ယုံလက်မယွံများအဖြစ်လက်သက်မွေးထားခြင်းဖြစ်တည်ဟုဆိုချားလည်းဖြစ်ပါတယ်ဘူချုပ်ကြီးမြထွန်းအိုဘူချုပ်ကြီးတင့်အောင်ဆန်းဘူချုပ်ကြီးမိုးအောင်တို့ကအရက်ဖက်အုပ်စုပေါ့ ဘူချုပ်ကြီးတွေဖြစ်ပေမဲ့အရက်ဖဲတွေမှာပဲတပ်ပေါ်ဩဇာလဲတိတ်မရှိတော့ဘူးတကယ်တမ်းကိုတပ်တွေကိုကင်ထားတာကတက်ချုပ်ဆွဲတွင်ထားတဲ့အငယ်တန်းဘူချုပ်တွေရာထူးကြီးတက်ကင်ထားတဲ့အငယ်တန်းဘူချုပ်တွေကတအုပ်စုရာထူးကြီး တက်လက်ကိုင်းမရှိခဲ့တဲ့ဝိုင်းရင်ဘူချုပ်ကြီးတွေကလည်းတအုပ်စုအုပ်စုတွေကွဲထွက်နေပါတယ်အကွဲအပြဲတွေဖြစ်နေတာမျိုးမဟုတ်ပေမဲ့လည်းကိုအုပ်စုနဲ့ကိုနေကြရတယ်တအုပ်စုနဲ့တအုပ်စုကလည်းအမားဆောက်တူမျိုးမြင်ရတယ်ညင်ညွတ်မှုကတော့ပျောက်နေတယ်ဟိုတခြားစစ်ဘက်တရင်မြင့်ကလည်းရှင်းပြထားလည်းဖြစ်ပါတယ် အကြမ်းပဲစကားဆောင်မေဟောင်းလိုက်က၎င်းရဲ့ဆရာဖြစ်နေတဲ့အာနာရှင်ဟောင်းတန်ရွှေရဲ့လုံချုံရေးအဆောက်အအုံများကိုလည်းဖယ်ရှားခဲ့ပြီးသူစိတ်ရှယုံကြည်ခဲ့ရတဲ့စစ်အရာရှိများဥဆောင်ခဲ့တဲ့တည်ငြိမ်များဖြင့်အာနာရှင်ဟောင်းတန်ရွှေရဲ့လုံချုံရေးအတွေ့ပြောင်းလဲတောင်းပန်ပေးအပ်ခဲ့ကြောင်းအာနာရှင်ဟောင်းတန်ရွှေပေါ်မှာတစ်ဆာခံနေတဲ့ဘိုးချုပ်ကြီးများနဲ့ဘိုးချုပ်အဟောင်းများကိုလည်းတတိဖြင့်ဆက်ဆံစောင့်ကြည့်မှုများရှိနေကြောင်းစစ်ပဲတရင်မြက်ကအမြင့်တူစွာပြောဆိုနေခဲ့ကြတယ်ဖြစ်ပါရယ် ဆက်လက်ပြီးတော့ NUG ထုတ်ပေးတဲ့ဘွဲ့လက်မှတ်ကို notary ပြန်ရမှာပါဝင်သူခွန်အုပ်ကိုစစ်ကောင်စီကဖမ်းဆီးထားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ကထုတ်ပေးတဲ့ဘွဲ့လက်မှတ်နဲ့ RS ဘွားများပြည်တော်စု UAE နိုင်ငံဒူဘိုင်းမြို့မှာပညာဆက်လက်တင်ယူဖို့စ조사ခဲ့မှုမှာပါဝင်ခဲ့သူခွန်အုပ်ကိုဖမ်းဆီးအရေးယူထားကြောင်းစစ်ကောင်စီကထုတ်ပြန်ကြေညာထားဖြစ်ပါရှင်။ မန္တလေးစီတက္ကသိုလ်ကနေ2020ပြည့်နှစ်မှာဈေးပညာပွဲလက်မှရရှိခဲ့ပြီးတာဝန်ထမ်းဆောင်တာမရှိဘဲပြပနိုင်ငံကိုတရားမဝင်ထွက်ခွာသွားတဲ့မကေစင်ထွန်းဟာ2022ခုနှစ်နိုဝင်ဘာလမှာ NUG ရဲ့ဈေးတက္ကသိုလ်မန္တလေးကထုတ်ပေးတဲ့ဈေးပညာပွဲလက်မှတွေကိုရရှိခဲ့တယ်လို့စစ်ကောင်စီကပြောဆိုထားတယ်ဖြစ်ပါတယ်။ NUG ကထုတ်ပေးခဲ့တဲ့ဘွဲ့လက်မတွေကိုမက်ကင်စင်ထွန်းကရန်ကုန်မြို့မှာမြန်မာကနေအင်္ဂလိပ်ဘာသာကိုနိုဒီပြန်ခက်ပြီးဒူဘိုင်းမြို့မှာပညာဆက်လက်တင်ယူဖို့ရှောက်ထားခဲ့လည်းဖြစ်ပါရယ်။အဒီဘွဲ့လက်မတွေကိုတော့တန်လျာရှိတာကြောင့်ဒူဘိုင်းမြို့မှာရှိတဲ့ The Data Flow Group company ကအတည်ပြုပေးဖို့စက်ကောင်စီကိုမတ်လ၄ရက်နေ့ကဆက်တွင်လာတာကြောင့်စစ်စစ်ရံမှာတရားမဝင်ထုတ်ပေးခဲ့တဲ့လက်မှတ်ဖြစ်နေတာကိုတွေ့နေရတယ်လို့စက်ကောင်စီကပြောဆိုထားတယ်ဖြစ်ပါရယ်။ ဒါကြောင့် NGO ကထုတ်ပြထားတဲ့ဘွဲလက်မတွေကို Nodri ပြန်ရမှာပအဝင်ပတ်တက်ခဲ့တဲ့မအီလက်လက်ထွန်းဦးဇာနီလွင်ရှင်းနေလာဝင်းနဲ့မအီတီတာတို့လေးဦးကိုဖမ်းဆီးခဲ့တယ်လို့စစ်ကောင်စီကထုတ်ပြန်ထားဖြစ်ပါရယ်အလားတူ NGO ကထုတ်ပြတဲ့လက်မကို နိုဒီပြန်ဆိုထားတဲ့စာရွက်မှာလက်မှတ်ရေးထိုးပေးခဲ့တဲ့စကားစင်နိုင်ငံချင်းရေးဝန်ကြီးဌာနနိုဒီဌာနစိတ်ရန်ကုန်ကဒုတိယအညွှန်းကြားရေးမှူးအောင်ကျုံမှုနဲ့လက်မှတ်ထိုးထားတဲ့ကိစ္စမှာပါဝင်ပတ်သက်ခဲ့တဲ့ရုံးအုပ်နိုင်နိုင်လက်နဲ့မောင်မောင်ချစ်ဆန်ဦးတို့ကိုလည်းဖမ်းဆီးထားတယ်လို့ဆိုထားတယ်ဖြစ်ပါရဲ့ ပြီးခဲ့တဲ့2022ခုနှစ်နိုဝင်ဘာလကလည်းမြန်မာနိုင်ငံသားចောင်းသားနှုတ်ထိုင်းနိုင်ငံချူလာလောင်ကွန်းတက္ကသိုလ်မှာចောင်းသက်ဖို့ energy ထုတ်ပေးထားတဲ့ပွဲလမ်းမကို노ဒီပြန်ပေးခဲ့တဲ့ရန်ကုန်မြို့က3ဦးကိုဖမ်းဆီးခဲ့တယ်လို့စစ်ကောင်စီကထုတ်ပြန်ထားလည်းဖြစ်ပါရယ်အကြမ်းတဆက်ပင်မို့ဒီမှာပဲကြားနာကိုပြောပါရှင်အပင်နာစစ်မှုအတွေ့အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်